မြွန်နေကြတယ်ကျမရဲ့ဝယ်ယူသူတွေအတွက်ပေါ့နော်ကျမဒီနေ့ရောင်းချပေးမှာရန်ကုန်တိုင်းဒေသကြီးတကုန်းစိတ်ကမ်းမြို့နယ်150ရက်ကွက်နော်ပေ40ပေ60ခရံမြေကွက်ကလေးကိုကျမရောင်းပေးပေးမှာအခုမြင်တွေ့နေရတယ်ကျမတို့တောင်တကုန်းတကုန်းစိတ်ကမ်းပေါ့နော်မြို့နယ်တိုင်းမြို့နယ်တိုင်းဖြတ်ထားတဲ့ဒီလှော်ကားမင်းလန်းမကြီးရှိတယ်ဒီမင်းလန်းမကြီးရဲ့ကြောကတ်ကိုပေါ့နော်ကျမဒါလေးကိုရောင်းချပေးပေးမှာရှင်ပေါ့နော်လမ်းညွန်လေးနဲ့တူတူမြေကွက်ကတည်နေရလေးကိုတစ်ချက်ကြည့်ရှုပေးအောင်ရှင် ကျမတို့လေဒီအရှိဒီလမ်းမကြီးကနေသွားမယ်ဆိုလို့ရှိရင်အမှတ်နဲ့ main လမ်းမကြီးထီကိုဒါလိုက်ကိုဒိုးရိုပေါက်သွားတာပေါ့နော်အမှတ်နဲ့လမ်းမရဲ့အရှိဘက်ဆိုလို့ရှိရင်เนาะကျမတို့အရှိတကုံနဲ့မြောက်တကုံရောက်သွားမှာပေါ့နော်ကျမတို့အမှတ်နဲ့လမ်းမကြီးကနေပြန်ပြီးတော့ထွက်မယ်ဆိုလို့ရှိရင်เนาะတင်ငန်းကျွန်းဆံပြဈေးဘက်ကိုရောက်သွားတာအခုဒီလမ်းမကြီးကနေကျမတို့ဒီအနောက်ဘက်ကိုပြန်ပြီးတော့တက်မယ်ဆိုလို့ရှိရင်เนาะကျမတို့တောင်တကုံမြို့နယ်တွေဝင်သွားတာဒီကျမအခုရောင်းပြီးမယ်150ရက်ကွက်နဲ့မျက်နှာချင်းဆိုင်ရက်ကွက်ကတော့တင်ငါးတိရက်ကွက်တင်ငါးတိရက်ကွက်ကဟိုဘက်ရက်ကွက်ဆိုလို့ရှိရင်เนาะကျမတို့146ရက်ကွက်တောင်တကုံ န်အပိုင်းဖြစ်သွားပြီပေါ့နော်အခုမြင်တွေ့နေရတဲ့ဒီ main land မကြီးရှိတယ် main land မကြီးရဲ့ကြောကပ်ပေါ့နော်ဒီအပင်လေးရှိနေတဲ့မြေခွက်ကလေးကိုကျွန်မရောင်းပေးပြမှာပေါ့နော်သူ့အရှိမဆိုလို့ရှိရင်အပင်လေးရှိတယ်ဒီမြေခွက်ကလေးကကြတော့ဒီအရှိလန်းလေးရပဲဝင်ဝင်ကျွန်မတို့အခုဒီမြင်တွေ့နေရတဲ့အခုဒီလန်းကပဲဝင်ဝင်ပေါ့နော်ဝင်လို့ရအခုဒီလန်းကနေဝင်ပြီးတော့ဒီလိုမျိုးချိုးပြီးတော့ကျွန်မတို့ဝင်ဝမ်းမယ်ဆိုလို့ရှိရင်ဒီနားလေးမှာမြင်နေရတယ်တွေ့နေရတယ်ပေါ့နော်ကျွန်မတို့ခြံနိုင်အပြာလေးလှမ်းပြီးတော့မြင်တွေ့နေရတယ်မြေခွက်ကလေးကိုကျွန်မရောင်းပေးပြတာပေါ့နော်ခရံမြေခွက်ကလေးဖြစ်ပါတယ်ရှင်မြေ ီရင်ရဲ့ဒီနေအောင်တစ်ချက်လောက်လေးလိုက်ကြည့်ပြပါအောင်ရှင့် ဒါဆိုကျမမိန်လန်းမာယူပြန်ရိုက်ပြတာเนาะကျမအရင်ဆုံးဗီဒီယိုဖိုင်ရိုက်တာဒီမိန်လန်းမာမိန်လန်းမာနေကျမတို့လန်နဲ့ကိုဝင်လာလိုက်တယ်ဒီမိန်လန်းမာရဲ့ jacket အပင်လေးဒီနားလေးမှာရှိနေတယ်အမြေခွက်ကဒီနားလေးမှာဒီအိမ်လေးရှိနေမယ်ဒီရဲ့ပေါ့เนาะဒီအဆောက်အဦလေးရှိနေအဆောက်အဦရဲ့ဘေးလေးကအကွက်ပေါ့เนาะဒါဆိုလို့ရှိရင်တော့လန်ပေါ့เนาะကျမတို့လန်ဆိုလို့ရှိရင်လေဒါຫນွေမိုးဆောင်ဝင်လို့ရတယ်လန်เนาะဒါကတော့ကျမတို့ကားလမ်းမာကြီးပေါ့เนาะဒါမိန်လန်းဖြစ်တဲ့တောင်တကုံတကုံစိတ်ကန်းကိုမြို့နယ်တိုင်းမြို့နယ်တိုင်းဖြတ်ထားတဲ့မိန်လန်းဖြစ်တဲ့အခုဒီလန်းမာနေကျမတို့ကဝင်ဝင်လာပြီးချင်းကြီး jacket ကလေးကိုရတာပါရှင်ပေါ့เนาะ ်ဒါတော့လမ်းမရဲ့အနေထားနဲ့ပတ်ဝန်းကျင်အနေထားလေကျမတို့မြေခွက်အရှိတ်ထီကိုပြန်ပြီးတော့ပြပေးပြပါမယ်ရှေ့ ဲဒါဆိုရင်ကျမမြေခွက်အရှိ့ကိုရောက်ပြီပေါ့နော်မြေခွက်အရှိ့ကိုရောက်ပြီဆိုတဲ့အခါကျတော့ကျမဒါမြေပြင်ရဲ့ပုံစံနေထားလေးကိုပြောပြပေးမယ်နော်ဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးမျက်နှာစာဆိုလို့ရှိရင်ကျမတို့ဒီတိုင်ပေါ့နော်ဒီမှာအလံလေးထောင်ထားတဲ့ဒီတိုင်ကနေဟိုဘက်ကိုပေ40ရှိတယ်ဒီတိုင်ကနေပြီးတော့ဒီလိုမျိုးအရှိ့ဒီဆိုင်ဘုတ်ကဘေးရကတာဒီလိုမျိုးအရှိ့ကိုကျမကျတော့ကျမတို့ပေ60ရှိရယ်ပေါ့နော်ဒီနေရာမှာကျမတို့လေဝယ်ယူသူတွေပေါ့နော်ဝယ်ပြီးတော့ထထားတဲ့လူတွေပေါ့နော်ဝယ်ရောင်းပေါ့နော်ထားရောင်းပေါ့နော်ယင်းနှိမ့်နှံသမားတွေဆိုလို့ရှိရင်တော့ဝယ်ပြီးဒီတိုင်းထားလို့ရတကယ်တကယ်နေမဲ့ လူတွေဆိုလို့ရှိရင်တော့ကျွန်မနေသမားကိုဘာကြောင့်ပြောရလဲခါကြဘေးပတ်ဝင်ချင်မှာအိမ်လေးတွေရှိတယ်နော်ဒါဆိုလို့ရှိရင်ရေရင်းတူးပြီးတော့ဆိုလာနဲ့နေရပါဘောနော်ဒီလိုမျိုးအိမ်လေးတွေရှိတယ်အနောက်မှာဆိုလို့ရှိရင်လည်းကျွန်မတို့ဟိုဥစားဘောနော်ဟိုဝင်းအရန်ကျဲဟာပဲကြီးရှိတယ်ဘောနော်အုတ်တိုင်းကိုကာပြီးတော့ဘောနော်သူတို့တွေဒါဆိုလို့ရှိရင်ဘလို့စီမံကိန်းနောက်ဆိုလို့ရှိရင်ပေါ်လာမလဲဆိုတဲ့နေရပါဘောနော်ဒါမျိုးရှိတဲ့အခါဖြစ်တဲ့ခါကြတချို့နေသမားတွေဆိုလို့ရှိရင်ဘေးပတ်ဝင်ချင်မှာအိမ်လေးတွေရှိတယ်ဒါဆိုဒီမှာကြီးအိမ်လေးတွေဘောနော်အဲ့လိုပုံစံမျိုးလေးတွေရှိတဲ့ခါကြတော့ နေသမားမြန်ဝယ်ယူခဲ့မယ်ဆိုလို့ရှင်ဒီအရှိမဆိုလို့ရှင်လေမြောင်းတူထားတာလေးရှိတယ်ဒီအရှိမမြောင်းတူထားတာလေးရှိတယ်အဲ့တော့ဒီမြောင်းနေရအောင်ကြားတော့ခါကြရလို့ရှင်ကျမတို့မြေဖို့ဖို့လိုတယ်ပေါ့နော်မြေကြီးကားတစည်းကို4000ဆိုလို့ရှင်ဒါဆိုလို့ရှင်15စည်းလောက်ဖို့ရမယ်ပေါ့နော်ဒါ6သိန်းဖို့လောက်အကုန်ခတ်မယ်ဆိုလို့ရှင်ဒီမြေကွက်တွေပေါ့နော်လမ်းနဲ့တပြေးတည်းဖြစ်သွားမယ်ပြီးရင်မြေကွက်ကအားသာချက်ကဘာလဲဆိုတဲ့ခါကြတော့အခုဆိုလို့ရှင်ဇက်တိုက်ကိုမိုးရွာတာကျမတို့ရန်ကုန်မှာပေါ့နော်မြေကွက်ထဲမှာရေဝတ်နေတာလို့ပြုတ်နေတာလို့မရှိဘူးနော်ဂုံဂုံလေးနော်ဒီမှာဆိုလို့ရှင်ခွေ းလေးတွားတာပေါ့နော်ခလေးတွားတာပါပေါ့နော်ဂုံးပြင်လေးဖြစ်နေမြင့်မြင့်လေးဖြစ်နေလမ်းနဲ့ဟိုတပြေးတညီလေးဖြစ်နေဒီမှာလမ်းနော်ဒီမှာလမ်းပြီးရခါကျလမ်းရှိမှဒီလိုမျိုးကျွန်မတို့မြေကြီးကမြေတူးထားတာရှိလိမ့်မယ်ပြီးရခါကျတော့မြေခွက်ပေါ့နော်အဲ့ဒါခါကျလမ်းနဲ့ကျွန်မတို့ရဲ့မြေခွက်နဲ့ကတပြေးတည်းတွားပြီးတော့ကြာတယ်အာသာချက်ကောင်းတာနော်ပြီးရခါကျမြေခွက်ကအရှိမှမှဒီလိုပုံစံမျိုးကျွန်မတို့ဂျိုင်းလေးဖြစ်နေတာရှိတယ်ဆိုတော့ဟာကိုလည်းပြောပြီးတခါလည်းရောင်းပါတယ်ရှင်ပေါ့နော် ကျမတို့ကတော့ဒါအမြင်တိုင်းပဲရောင်းမိပေးတာပေါ့နော်အဲ့တော့ကျမတို့ဝင်လာတာဒီပထမအဆုံးဝင်လာတာဒီနားလေးကနေပြီးတော့ကျမတို့ဒီလိုမျိုးဝင်လာတယ်ဒီထိတ်ကလေးကနေကျမတို့ဒီလိုမျိုးဝင်လာဒီဘက်အနောက်ဘက်ကနေပြီးတော့လည်းပြန်ပြီးတော့ထွက်လို့ရတယ်နော်ဒါကတော့မြေပြင်ရဲ့တည်နေရမြေကွက်ကတည်နေရအောင်တေချာလေးကျမပြပေးပေးတာပေါ့နော်အဲ့တော့ဒီအနောက်ကနေပြန်ပြီးထွက်မယ်ဆိုလို့ရှိရင်လည်းကျမတို့ဒီနားလေးမှာလမ်းရှိတယ်ဒါ main line ကိုပြန်ပြီးတော့ရောက်သွားဒီမှာကျမကပြန်ပြီးတော့ရက်ထားတယ်ပေါ့နော်ဒီခြံလေးဆိုဘလောက်လှလိုက်တယ်ဒီမှာじゃဒါဆိုစိတ်မတုတ်ထားဘူးနော်ဒါဆိုအုတ်တိုင်းကာပြီးတော့ကျမတို့ပတိပင်စားပင်လေးလာဆိုင်ထား ကျွန်မတို့မျက်စိရောက်တယ်မှာဒါ9နှစ်10နှစ်ရှိပြီပေါ့နော်ဒီမှာဆိုလို့ရှိရင် line ကတော့ဖြူဖြောင်းသွားတယ်ဒီနေရာလေးတစ်ချက်ပဲပေါ့နော်ဒီပြောချင်တာဆိုလို့ရှိရင်ဒီနားလေးတစ်ချက်ပဲပေါ့နော်ဒီနားလေးတစ်ချက်ဒီလမ်းနဲ့မြေကွက်တွေနဲ့ဟာဒါတညီရဲဖြစ်တာဆိုတဲ့အတွက်ကိုမြေကွက်တွေတက်ကိုအားသာချက်ပေါ့နော်အခုလိုမျိုးမိုးအရန်ရွာထားတာကဒါရေဝတ်နေခြင်းပြုတ်နေခြင်းမရှိဘူးပေါ့နော်အရှိမြောင်းမှာပဲဒါရေဝတ်ဒီတောင်လျှောက်ကတော့ဒါမြောင်းတူးထားတာပဲ ဒီဘက်မှာလည်းကြည့်မြောင်းတူထားတာပဲပေါ့နော်ဟိုနေရာမှာမှတိတိတသာထင်ရှားသွားဆိုတော့ခါကြဒီနားလေးမှာမြောင်းမှုတူထားတာဒါကတော့မြောင်းတူထားပဲတကယ်တကယ်နေမဲ့လူဆိုလို့ရှိရင်တော့ဒီဟာကိုမြေကြီးပြန်ဖို့ရမှာပဲပေါ့နော်မြေပုံလေးတစ်ချက်ပြန်ပြတယ်ဘူး ကျမအရင်ဦးဆုံးဗီဒီယိုဖိုင်ရိုက်ပြတယ်ဒီနားလေးရရိုက်ပြတယ်ဒီနားလေးကနေကျမတို့ဒီထိတ်ကလေးကနေပြီးတော့ပြန်ပြီးတော့ဒီမြေခွက်ကလေးကိုဒီနေရဆိုတော့ဟောပြန်ပြီးပြပါအခုဒီကျမမြေခွက်ကအရှိဒီနားလေးမှာကျမရောက်တော့ဗောနဒီလမ်းထိတ်ကိုကျမပြန်ထွက်ပြီးတော့ဒီနေရမှာကျမတို့ဒါမင်းနေအဲ့တော့မြေခွက်ကအာသာချက်ဒီမင်းလမ်းမကြီးရဲ့ကြောကက်ဖြစ်ပါတယ်ကျမတို့ဒီဘက်ကပဲထွက်ထွက်ကျမတို့ဒီဘက်ကပဲထွက်ထွက်ဗောနထွက်လို့ရတကယ်တကယ်ကားနဲ့လာမယ်ဗောနမြေခွက်ရှိကိုကားဝင်မယ်ဆိုလို့ရှိရင်တော့ဒီလမ်းကနေဝင်တာလမ်းကောင်းတယ်ဗောနတကယ်တကယ်ဒီလမ်းလာမယ်ကျမအခုအရင်ဆုံးရိုက်ပြတဲ့လမ်းဆိုလို့ရှိရင်တော့ဒီနားလေး ေးမှာမြေခွက်နဲ့လမ်းနဲ့ကတပြေးတင်ကြီးတည်းဖြစ်တယ်။လမ်းမှာပေါ့နော်လှိုင်းနဲ့နဲ့ထားတယ်ပေါ့နော်ဒါကားဝင်လာဖို့ဆိုလို့ဝင်လို့ရတယ်ကားမြင်တော့ဝင်လို့ရတယ်ဒါပေမဲ့လေကျွန်တော်တို့ဒီဘက်အရှိနောက်ကလမ်းဝင်လာမယ်ဆိုလို့ရှင်ပို့ပြီးကောင်းပါမယ်ရှင်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့လမ်းထိပ်ထွက်တာအလေးလေးတစ်ချက်လေးပြန်ပြပေးပါမယ်ရှင် ကျမလေးလမ်းထိတ်ကလေးကိုပြန်ပြီးရောက်ပြီပေါ့နော်ဒါဒီဘက်ချမ်းအဝင်လေးကိုကျမပြန်ပြပေးတာပေါ့နော်ဆောနာကျမအပင်လေးနားမှာရက်တယ်နော်မြေကွက်ကဒီကွက်မဟုတ်ဘူးနော်ဒီမှာဆိုင်းမုတ်ဘေးရီးယားအကွက်ကလေးနော်ဒီမြေကွက်ကလေးနော်ဒါမှဆိုလို့ရှိရင်လမ်းကျမတို့ဒီကနေပြီးတော့ဒီလိုမျိုးပြန်ထွက်လာလိုက်တဲ့အချိန်မှာ ကျမတို့ mainland မာကြီးကိုအခုပြန်ပြီးမြင်ရဆိုလို့ရှိရင်တော့ဒါဆို mainland မာကြီးပြန်ပြီးတော့ဖြတ်သွားပြီပေါ့နော်အဲ့တော့ဟိုဘက်ကျမအရင်ဆုံးဗီဒီယိုဖိုင်ရိုက်တဲ့ဘက်ကပဲဝင်လာဝင်လာဒီဘက်အချမ်းကပဲဝင်လာဝင်လာဘယ်ဘက်ကပဲဝင်ဝင်ဝင်လာလို့ရပါတယ်ရှင်ပေါ့နော်ကျမအခုရောင်းချပြလိုက်တဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတကုန်းစိတ်ကမ်းမြို့နယ်150ရပ်ကွက်ဖြစ်တဲ့ပေ40ပေ60ဂရန်မြေကွက်ကလေးဖြစ်တယ်ပေါ့နော်ရောင်းမြေဈေးဆိုလို့ရှိရင်တော့320ဒီနေရာမှာလေးဒါလေး special power သမားနေပြီးတော့ရောင်းချပေးပေးမှာပေါ့နော် အဲကျမတို့ special ပါဝါသမားနဲ့ရောင်းချပေးမှာပေါ့နော်ဒီပါဝါသမားဒီကျမတို့မြေပုံလဲကူပေးမှာမဟုတ်ဘူးရောင်းခွန်လဲဆောင်ပေးမှာမဟုတ်ဘူးတကယ်လို့မြန်သူကမြေပုံကူပေးရမယ်ရောင်းခွန်ဆောင်ပေးရမယ်ဆိုလို့ရှိရင်နော်ဈေးနှုန်းဒီ3980ဖြစ်သွားလိမ့်မယ်ဒီမြေကွက်ကလေးရပေါ့နော်ဈေးလေးဘာကြောင့်တန်လဲဆိုတဲ့အခါကျတော့ဒါပါဝါသမားနဲ့ရောင်းပေးပြီးမှခင်ရန်မြေကွက်ကလေးဖြစ်တယ်ဒါသေးဝယ်ရောင်းသမားထားရောင်းသမားရင်းနှီးမြုပ်နှံသမားပေါ့နော်ဝယ်ပြီးတော့ဒါဖြစ်ထားတဲ့လူပေါ့နော်အမိတမ်းမဖောက်တဲ့လူဆိုလို့ရှိရင်နော်3920နဲ့ဝယ်ယူလို့ရတယ်အဲအဲ့လိုမျိုးမဟုတ်ဘူးကျွန် တော်ကျမတို့ဒီအမီပေါက်တန်းပြီးတော့ဖောက်မယ်ဆိုလို့ရှိရင်နော်ဒီရဲ့ပါဝါသမားဒီမြေပုံရွာစွင်ပြန်ကူပေးပေးမယ်ပြီးတဲ့ခါကျလို့ရှိရင်ရောင်းကုန်ပေါ့နော်လိုက်ပြီးတော့စောင့်ပေးပေးလိမ့်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်နော်ကုန်ကြားစရိတ်ဒီကျမတို့က3980နဲ့ဝယ်ယူသူဝယ်ယူသွားမှာပါရှင်ပေါ့နော်အရှုပ်အရှင်းအကုန်ကင်းရှင်းနဲ့မြေပြင်မှာဆိုလို့ရှိရင်လည်းခြံတစ်ခါတည်းခတ်ထားပြီးသားပေါ့နော်ဒါဒီဂရန်မြေပေါက်မြေကွက်ကလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ special ပါဝါသမားကရောင်းချမယ်ဆိုတဲ့ဟာဒီနေရာမှာလေဒီလိုမျိုး3920နဲ့ရလေကျမတို့ဝယ်နေကြဧည့်သည်ပေါ့ เนาะအခုလေးလံနေတဲ့ဧည့်သည်ကြီးဆိုပို့ပြီးတော့ပို့ပြီးတိလိမ့်မယ်ပေါ့เนาะဘာကြောင့်လဲဆိုတော့ဒီလိုမျိုး main line ရဲ့ jacket ကိုဒီလိုမျိုးဈေးနှုန်းဆိုတဲ့ဟာလေးမရှိတလောက်ကိုတော်တော်ရှားပါသွားပြီဒါကပိုင်ရှင်ကရောင်းကျင်တဲ့စိတ်ရှိတဲ့အတွက်ကျမတို့ပြီးရခါကျတကြံရဲ့အရှိမာတွေကအပ်ထားတဲ့မြေကွက်တွေမလို့ကျမတို့ဒီဒီဈေးနှုန်းနဲ့ရတာပေါ့เนาะဒါကဒီကျမတို့ကဒီတစ်ပတ်တွင်ဆက်ရဲ့အတွင်းဆိုလို့ရှိရင်တော့ဈေးနှုန်းလေးအပြောင်းလဲရှိတယ်ပေါ့เนาะ950ဖြစ်သွားပြီးတော့တကယ်တကယ်များ live လုပ်ပေးရမယ်ဆိုလို့ရှိရင်လည်းအသိန်း600ဖြစ်သွားနိုင်မယ်ပေါ့เนาะအခုကတော့ဝယ်ရောင်းသမားထားရောင်းသမားကြတဲ့ခါကျတော့အမြ ီမဖောက်ပေါက်ဘူးပေါ့နော်ဒီတိုင်းပဲဒုံးဝယ်ချင်ကြတာလူဆိုလို့ရှိရင်နော်3920နဲ့ဝယ်ယူထားလို့ရပါတယ်ရှင်ပေါ့နော်ဒီအားလေးရလေအလှဲ့ဆိုလို့ရှိရင်တော့ကျမတို့ကအနောက်တောင်ဘက်အလှဲ့လေးကြားတယ်အိမ်နံပါတ်ပေါင်းချင်းဒီကျမတို့ကနှစ်ကနန်းလေးကြားပါတယ်ရှင်မနော်လမ်း200အမြထားတော်တော်လေးကောင်းတယ်မြေပြင်ဝင်လာလိုက်ပြီဆိုတာနဲ့လေသဘောကျချက်ကကြတော့လမ်းညီရပေါ့နော်ဝင်လာလိုက်ုံတစ်ပြင်းနဲ့လှမ်းပြီးကြည်တာမြင်တာခွာမြင်လို့ရကျမတို့လေအခုရက်ပိုင်းဆိုမိုးရမ်းရွာထားတာပေါ့နော်အရှိလေးပြန်ပြပေးမယ် ဒါဆိုအခုရက်ပိုင်းဆိုမိုးအရမ်းရွာဟာတောင်လမ်းကြီးရာကြမ်းဒီထိတ်မှာကျမတို့ကကားရက်လို့လည်းရတယ်ကားမရက်ပဲကားမောင်းပြီးဝင်လာမယ်ဆိုလို့ချင်းဝင်ဝင်ချင်းပဲပေါ့နော်ဒီမြေကွက်ခလို့ရဘေးမှာဆိုလို့ချင်းလည်းအခုလိုမျိုးအိမ်လေးတွေအိမ်လေးတွေအိမ်လေးတွေရှိတယ်နော်ပြီးရင်ဒီလမ်းကြီးရာကြောင့်လေကျမတို့လေဟိုးအနောက်ထိကိုပေါ့နော်ဒီကျမဆွမ်းနလမ်းပြလိုက်တဲ့ဝင်းထိကိုဒါလိုက်ကိုဒါထွက်သွားလို့ရတယ်လမ်းမကြီးဒီလိုမျိုးလည်းမဟုတ်သေးဘူးပေါ့နော်ဒီဘက်ကျမတို့ဟိုးဘက်တင်းကားတိရက်ကွက်ပေါ့နော်ဟိုးဘက်ရက်ကွက်ထိကိုလည်းဆက်ပြီးတော့ပေါက်နေတဲ့လမ်းမကြီးပေါ့နော်ပြီးရခါကျရင်လေဒါ150ရဲ့ရက်ကွက်ကအစား လေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျမတို့ကတလေးကိုဝင်းပေါ့နော်ဒီဟာဒီသူ့ရဲ့မျက်နှာချင်းဆိုင်ရက်ကွက်သေးတင်ငါတစ်သူဒါဒီ150ဒီတင်ငါတစ်နဲ့150ရဲ့ဟိုဘတ်ချမ်းဆိုလို့ရှိရင်ကျမတို့ကတလေးကိုရက်ကွက်ဖြစ်သွားတယ်ပေါ့နော်မိန်လန်းမကြီးကနေလဲအဝင်ထွက်ကောင်းတယ်ခရံမီဘွက်ကလေးကိုလည်းရတယ်ပေ60ပေ60ကိုလည်းရတယ်သိန်း920နဲ့ပေါ့နော်အခုလိုမျိုးလမ်းမကြီးရဲ့တကြောကတ်နော်ကြောကတ်ကိုလည်းရတယ်ပေါ့နော်ကျမတို့အရှုပ်အရှင်းအကုန်လုံးကင်းရှင်းတာဖြစ်တဲ့အတွက်ဝယ်ယူသူတွေဝယ်ကိုဝယ်ထားမယ်မြေကွက်ပါရှင့်စိုးအောင်မလုံးမချင်း င်ရောင်းတော်သမားတွေမရေမချင်းကိုဝယ်ယူပေးပါရှင့် ကျမတို့လေကြံခဲ့တဲ့ရက်ဆိုလို့ရှိရင်ပေါ့နော်ဗီဒီယိုဖိုင်လေးတွေတောင်းထားတဲ့ဧည့်သည်လေးတွေရှိတယ်။ online ကနေဆင်ရန်ချလာတာ၊ပြပားနေဆင်ရန်ချလာတာ၊နေရနေဆင်ရန်ချလာတာ၊မြေပြင်ဒီနေရာတွေမသိကြဘူးပေါ့နော်။ယုံကြည်မှုတစ်ခုနဲ့ရောင်းဝယ်လုပ်ထားကြတာ။အခုကျမတင်ပေးလိုက်တဲ့ဒီ3920လေးကိုမြန်လိုချင်ခဲ့တယ်ဆိုလို့ရှိရင်အလဲထက်လုပ်လို့လည်းရတယ်။အရှုံးမရှိဘူးနော်။အလဲထက်လုပ်ပြီးလုပ်လို့လည်းရတယ်။အရှိအကွက်ကို cancel လုပ်ပြီးဒီအကွက်ကိုယူချင်တယ်ဆိုလို့ရှိရင်လည်းရတယ်။တကယ်အရှိမဝယ်ယူထားတဲ့လူတွေချိန်နှောင်းလေးလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ဆိုတဲ့ဟာကိုလည်းပြောချင်တယ်။ကျမတို့ယုံကဝယ်ယူထား ားတဲ့ပိုင်းဆိုင်မှုမျိုးမဆိုကျမတို့ရောင်းချပေးထားတဲ့ဘလို့ပိုင်းဆိုင်မှုမျိုးမဆို လာရောက်ရောင်းချနိုင်ပါတယ်ရှင်ပေါ့เนาะကျမတို့ဆက်သွယ်ရမည့်လိပ်စာဆိုလို့ရှိရင်เนาะ0939 3နှစ်3နှစ်နဲ့0 0 8 6 8 9ကိုမနက်9နိုင်ရနေညနေ9နိုင်ဒီစုံစမ်းမြင့်မြတ်နိုင်ပါတယ်ရှင်ရုံကန်းတီနီယာဆိုရင်တော့တောင်တကုံမြို့နယ်25ရက်ကွယ်ပလဲရတနာလမ်းပါရှင်ပြည်တော်စုပန်းချံရင်ရှိတယ်ပန်းချံရှိမှာဆိုပြည်တော်စုကားမှတ်တိုင်းဆိုတာရှိတယ်ကားမှတ်တိုင်းရဲ့ဘေးမှာကျမတို့ပလဲရတနာလမ်းမကြီးဆိုတာရှိတယ်ဝင်ဝင်ပြီးချင်းပဲပေါ့เนาะ9တိုင်းမြောက်ကလေးပါရှင်ပေါ့เนาะကျမတို့ရုံပိတ်ရမရှိပါဘူးရှင် နက်9:00နာရီကနေညနေ9:00နာရီထိရုံးခွင့်ပါတယ်ရှင်9:00နာရီနောက်ပိုင်းမှဆက်သွယ်လို့မရခဲ့ဘူးဆိုလို့ရှင် page ကမက်ဆန်ဂျာမှာဆောင်ရမ်းပေးမြတ်နိုင်ပါတယ်ရှင်ပေါ့နော်အပြင်ကဧည့်သည်တွေနော်တကယ်တကယ်ကျမတို့ဆီကဝယ်ထားတာမဟုတ်ဘူးကိုအောင်တေတခြားတခြားနေရာနဲ့ဝယ်ယူထားတာဆိုလို့ရှင်လေကျမတို့ယုံမှာ line out ရောင်းချနိုင်တယ်ဒါပေမဲ့ပိုင်းဆိုင်မှုမူရင်းစာရွက်စာတမ်းကိုယူလာခဲ့ပိုင်းဆိုင်မှုစာရွက်စာတမ်းကိုကျမတို့ကြည့်ပြီးတော့တခါလဲစစ်ဆေးပြီးတော့ကျမတို့စာရန်ရရင်လည်းရိုက်တယ်အဲ့လိုမျိုးမှမဟုတ်ဘူးဆိုလို့ရှင်နေသမားတွေဆိုလို့ရှင်ဒုံးချေရင်လည်းခြေပေးပေးပါတယ်ရှင် ကျမတို့နော်စိုးအောင်မလုပ်မချင်းရောင်းထွက်သွားပါသည်မရေးမချင်းဝယ်ယူဖို့တိုက်တွန်းတယ်ပေါ့နေရအနေထားတော်တော်ကောင်းတယ်လမ်းမကြီးရဲ့တကြောကတ်ကလေးရတာဖြစ်နေတဲ့အတွက်ဒီလမ်းမလေးကျမမလည်းဒီတစ်ခွက်ပဲရှိရတကယ်လို့မြဲနောက်တစ်ခွက်တက်လာမယ်ဆိုလို့ရှိရင်လည်းဒီဈေးနဲ့မင်းအောင်ဒီနေရဆိုလို့ရှိရင်ကျမတို့ရဲ့လမ်းမကြီးရဲ့လော်ကမင်းလမ်းမကြီးရဲ့ကြောကတ်ဆိုအနေနဲ့ဆိုကျမတို့က600တပတ်ချလဲ900တပတ်ချလဲလေးဖြစ်နေတာဒါလေးက3920နဲ့ဆိုတဲ့ဟာလဲဒီတစ်ပတ်အတွင်းပဲဒီတစ်ပတ်ကနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဈေးနှုန်းလေးအပြောင်းလဲရှိတယ်ဆိုတဲ့ဟာကိုလည်းပြောချင်